ဂျူမီတက်စ်အသင်းဟာဒီရာဒီမှာပြိုင်ပွဲဆုံးနောက်ဆုံးရွှစ်ပွဲဇက်တိုက်နိုင်ပွဲပြောက်ခဲ့တဲ့အတွက်နီးပြတူတော့ကိုယာရုကထုတ်ပယ်လိုက်တယ်လို့သိရပါဗျ။ 58နှစ်အရွယ်ခရိယာနီပြဒူတော်ဟာဂျွဝင်တက်စ်အသင်းရဲ့ကစားသမားဟောင်းတဦးဖြစ်ပြီးပြီးခဲ့တဲ့မတ်လမှာဂျွဝင်တက်စ်အသင်းရဲ့နီပြအဖြစ်ခန့်အပ်ခံခဲ့ရတာပါဂျွဝင်တက်စ်အသင်းဟာဒူတော်ကိုဒီနေ့မှာ2028ခုနှစ်အထိတက်တန်းတိုးစာချုပ်ချုပ်ဆိုခဲ့ပေမဲ့ရလက်တွေဆိုရခဲ့တာကြောင့်နီပြတက်တန်း9လအကြာမှာပဲယာရုကထုတ်ပေးခဲ့တာဖြစ်ပါတယ်တူတော်ဟာရာသီအစမှာဂျွဝင်တက်စ်အသင်းကိုစီးရီးရဲ့သုံးပွဲဆက်တိုက်အနိုင်ရရှိအောင်ဆန်းဆောင်ပေးနိုင်ခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းရှင်ပြိုင်ခဲ့တဲ့ပြိုင်ပွဲဆုံး၈ပွဲမှာ၅ပွဲသေးရင် သုံးပွဲရှုံးခဲ့တာကြောင့်ယာရုကထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ Juventus အသင်းဟာ Serie C မှာရှင်ပြိုင်နေတဲ့အရင်အသင်းနေပြ Messi, Modric, Villa ကိုယာယီနေပြအဖြစ်တာဝန်ပေးထားပြီးအစားထိုးဖို့နေပြတဲ့ရှာဖွေနေရမှာ Zidane, Mancini, Spalletti တို့က Spalletti တို့ကယာတာဆင်းရဲမှာပါဝင်နေရလို့သိရပါတယ်။